2029စစ်စင်မှာတန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထင်းချုပ်ထားတဲ့မြို့ပေါင်း12မြို့တွေကအကြောင်းမဲမြို့နဲ့နောင်ချိုမြို့ကိုစစ်တပ်ကအနှလားကျော်အတွင်းမှာပဲပြန်လည်ထင်းချုပ်နိုင်ခဲ့ပါတယ်။2023အောက်တိုဘာ29ရက်ကစတင်ခဲ့တဲ့2029စစ်စင်ရေးပထမလှိုင်းနဲ့2024ဇွန်လ25ရက်မှာစတင်တဲ့ဒဇင်းဆက်ကွန်ဒုတိယလိုင်းမှာတော်လရေးတက်တွေကရမ်းမြင်းနယ်မြောက်ပိုင်းမှာမြို့ပေါင်း20ကျော်ကိုသိမ်းပိုက်ထင်းချုပ်နိုင်ခဲ့တာပါ တီယန်နယ်လေဥဆောင်တဲ့ပူပေါင်းတပ်တွေကသူတို့တင်ထားတဲ့ဆက်နမျိုးထဲကကြောင်မဲမျိုးနဲ့နောင်ချိုမျိုးကိုနှစ်လကျော်အတွင်းမှာပြန်လည်လက်လွတ်ခဲ့ရပါတယ်။ဒါကြောင့်စစ်တပ်ကပြန်သိမ်းဖို့တံပြန်ထိုးစစ်အရှိန်မြင့်လာနိုင်တဲ့တီဘုံမိုးကုတ်စတဲ့မျိုးတွေထပ်မကြအောင်ကာကွယ်ခုခံနိုင်မလားဆိုတာကိုဒီတစ်ပတ်မှာပြောပြပေးသွားမှာဖြစ်ပါတယ်။တီယန်နယ်လေနဲ့ပူပေါင်းတပ်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဝင်ပေါက်ဖြစ်တဲ့နောင်ချိုမျိုးကိုစစ်တပ်ရဲ့တံပြန်ထိုးစစ်တနက်နေပါရှိလာချိန်2025ဇူလိုင်လမှာလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ နောင်ချိုကြပြီးကြောင်မဲမြို့နဲ့မိုးကုတ်မြို့တွေကိုစစ်တပ်ကတံပြန်ထုတ်ဆက်ဆွန့်လာပြီးကြောင်မဲမြို့ကိုတလဝန်းကျင် ထုတ်ဆက်ဆင်ပြီးချိန်အော်တိုဘားလတရက်မှာစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။နောင်ချိုကြပြီးတရက်နယ်လေးအတွက်ပြင်းစင်ချင်းရခဲ့ပေမဲ့ဘလို့အားနည်းချက်အခက်အခဲတွေကြောင့်ကြောင်မဲကိုလက်လွတ်ပေးခဲ့ရတာပါလေ။စစ်တပ်ကအစစ်မြင့် drone ဓာတ်ပုံလေကြောင်းတိုက်ခိုက်မှုစစ်သားအင်အားအများအပြားသုံးလာချိန်မှာတရက်နယ်လေးအနေနဲ့လက်နက်ခဲယံလူအင်အားမမျှပဲဆက်လက်ခုခံဖို့အခက်အခဲနေတာကြောင့် ခေတ္တဆုပ်ပေးလိုက်ရတာလို့ TNL ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောပါတယ်။ TNL အနေနဲ့အဟံပြပဲဆက်တိုက်ခဲ့တာမဟုတ်ပဲအကောင်းဆုံးခုခံကောက်ွယ်တက်ခတ်ခဲ့တယ်လို့လည်းဆက်ပြောပါတယ်။ရှမ်းမြောက်အရေးလိလာသူတူကလည်းအာနာသိန်းစကောင်စီကလေချောင်းအပေါဝင်လူလက်နက်တာလုံးအင်အားတွေနဲ့အဆက်မပြတ်ထိုးစစ်ဆင်နေလို့ TNL ဘက်ကမလွဲမရှောင်သာဆုတ်ခွာပေးခဲ့ရတယ်လို့တုံ့သက်ပြောကြပါတယ်။ TNL အားနဲ့ချက်ကိုတုံ့သက်ရမယ်ဆိုရင်တော့ပထမတစ်ချက်က စစ်ကောင်စီရဲ့လေကြောင်းကိုကောက်ွယ်နိုင်မဲ့လေရင်ပြည့်တနတ်တွေသူတို့စီမှာမရှိဘူးဆိုတာသိတာထင်ရှားတယ်။ဒါကအားနည်းချက်တစ်ခုဒုတိယတစ်ခုကမဟာမိတ်တပ်ဖွဲ့တွေနဲ့အစ်စ်ရေးပူးပေါင်းဆောင်ရွက်နိုင်မှုလက်တွေ့အစ်စ်ရေးနိုင်ငံရေးပူးပေါင်းမှုတွေအားနည်းနေစေလို့ရှုမြင်တယ်ဆိုပြီးလေလာသူကပြောပါတယ်။လက်တလောရှမ်းမြောက်မှာဖြစ်နေတဲ့တိုက်ပွဲတွေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက TNL တပ်ဖွဲ့တွေတိုက်နေရတယ်ဆိုတာကိုလည်း TNL ပြောရေးဆိုခွင့်ရှိသူကဝန်ခံပါတယ်။ မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့တဲ့ပါဝင်တဲ့ကိုကန့်တက်ကလည်းတရုတ်ဖိအားကြောင့်စစ်တပ်နဲ့အပြစ်ရချပြီး DNL ကိုအကူအညီတိုက်ခိုက်ပေးတာမျိုးမတွေ့ရပါဘူး။ကိုကန့်တက်ကတော့2024 August လဆန်းမှာမဟာမိတ်တပ်တွေနဲ့လာရှိုးမြို့နယ်အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ရောက်မခသိမ်းပိုက်ပြီးနောက်ပိုင်းစစ်တပ်ကိုတိုက်တာမတွေ့ရတော့ပါဘူး။ဒါ့အပြင်တရုတ်ရဲ့အကြောင်းဝင်ဆွတ်ဖတ်မှုကြောင့်ရောက်မခအပေါ်ဝင်လာရှိုးမြို့ကို2025 April လမှာကြီးတစ်ချက်မဖောက်ဘဲစစ်တပ်စီလက်လွဲပေးခဲ့ရပါတယ်။ လာရှိုးပြန်ပေးပြီးတော့စစ်တပ်ကတင်းဒီမျိုးကိုပါ ပြန်တောင်းနေသလိုတရုတ်အစိုးရကတဆင့်ဖိအားပေးနေတာက Google တက်ကြုံတွေ့နေရတဲ့အခြေအနေဖြစ်ပါတယ် Google တက်အနေနဲ့သူ့အခက်ခဲနဲ့သူ့မှုအခုချိန်ထိတော့တရားနယ်လေးကိုကုတိုက်ပေးနိုင်တာမရှိသေးဘူးလို့လည်းလူရည်ဦးကပြောပါတယ်တကယ်တော့စစ်တပ်ရဲ့အစ်တိုင်းတစ်ခုကိုပါသိမ့်ပိုက်ပြီးရမ်းမြောင်နဲ့မန္တလေးတိုင်းကမြို့ပေါင်း20ကျော်ကိုတော်လှန်ရေးတပ်တွေကသိမ့်ပိုက်ပြီးစစ်တပ်ကတို့ရေးရှိတဲ့ပြည်ဦးလွင်နဲ့အလဲပိုင်းတိုင်းစစ်ထနာကျိုးရှိရာမန္တလေးမြို့တွေကိုပါချင်းချောက်လာနိုင်ချိန်မှာ ကစားပွဲတစ်ခုလုံးပြောင်းအောင်ကြိုးစားခဲ့တာကတော့တရုတ်အစိုးရပါ။တရုတ်အစိုးရကညီနောင်မဟာမိတ်၃ဖွဲ့ကို ထုတ်စစ်တွေရပ်ဖို့အပြင်းအထန်ဖိအားပေးခဲ့ပါတယ်။တစ်ဖက်မှာအာနာသိန်းစစ်တပ်ကလက်နက်ခဲယံ drone လေကြောင်းတက်ခတ်မှုစွန့်ရီတက်လာအောင်ကူညီခဲ့တယ်လို့ငွေကြေးပိုင်းမှာထောက်ပံ့ကူညီခဲ့တာပါ။အဲ့ဒီနောက်ပိုင်းရှမ်းမြောက်မှာထိုးစစ်အရှိန်ရော့ချသွားပြီးစစ်တပ်ကတရုတ်ရုရှားအိန္ဒိယအစိုးရတို့ရဲ့အကူအညီတွေနဲ့တံပြန်ထိုးစစ်ဆက်လာနေတာဖြစ်ပါတယ် စစ်တပ်ကဖိအားပေးတာမှာတော့ရမ်းပြည်နယ်မြောက်ပိုင်းကတော်လှန်ရေးတပ်ဖွဲ့တွေကိုတပ်ဖွဲ့ချင်းအ धिक ဖိအားပေးတာဖြစ်ပါတယ်။ဒါပေမဲ့အာရခတတော် AA ရဲ့ရခိုင်ပြည်နယ်ထိုးစစ်ကိုတော့တားဆီးနိုင်တာမရှိသလို AA ကလည်းထိုးစစ်ကို2023နှစ်ကုန်ပိုင်းကနေအခုချိန်ထိမရက်တလောက်နီးပါးမနာတန်ထိုးစစ်ဆင်ခဲ့ပါတယ်။အခုနှစ်မတ်လမှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငယ်လင်ကြီးကြောင့်ကဲဇရီနဲ့ပြည်လဲထူထောင်ရေးလှုပ်ဖို့ကာလအချို့လောက်ပဲ AA ကထိုးစစ်ရက်ခဲ့တာပါ။တရုတ်အစိုးရကညီနောင်သုံးဖွဲ့ကိုတောင်မှ ဝါတက်ဖွဲ UWSA ကိုပါတမိုင်းတခြားအပြင်းထန်ဆုံးဖိအားပေးလာလို့မဟာမိတ်တွေကိုလက်နက်ခင်းရန်ငွေကြေးဘလို့အကူအညီမှမပေးတော်ဘူးလို့အခုနှစ်လပိုင်းမှာပဲထကြေညာခဲ့ပါတယ်ဒီအချိန်တွေမှာစစ်တပ်ကအတီးအနယ်လေးထင်းချုပ်ထားတဲ့မြို့တွေကိုတံပြန်ထိုးဆက်ဆွတ်လာချိန်မှာ PDF တွေနေဦးတော်လရင်မှာပေါ်ပေါက်လာတဲ့တော်လရင်တက်တွေကအတူပူပေါင်းခုခံခဲ့ပေမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပေါဝင်တိုက်ခိုက်တာမရှိသေးပါဘူးဒီလိုတော်လရင်တက်တွေပူပေါင်းဆောင်ရွက်မှုအားနေတာက ။ DNL အနေနဲ့အမျိုးဆက်နှမျိုးကိုတင်ပိုက်ပြီးအုပ်ချုပ်ရေးပိုင်းလှုပ်ဆောင်တဲ့အခါမှာဒေါ်လာရေးတက်တွေအချင်းချင်းပဋိပက္ခဖြစ်ပွားခဲ့တာတွေနဲ့သက်ဆိုင်ပြီးအဲ့ဒီပဋိပက္ခတွေကိုကြေးလဲအောင်မဖြေရှင်းနိုင်သေးတာကြောင့်လည်းဖြစ်တယ်လို့ဒေသခံပြည်သူအချို့ကပြောပါတယ်။ဒါကြောင့်ဒေါ်လာရေးတက်တွေချင်းပူးပေါင်းဆောင်ရွက်နိုင်အောင် DNL အနေနဲ့ပြင်ဆင်သင့်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။စစ်အုပ်စုရဲ့ရှမ်းမြောက်ဒေသထုတ်စစ်ကိုခုခံကာကွယ်နိုင်ဖို့ဆိုတာကမြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေအားလုံး စစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်နိုင်မှအခုခံနိုင်မယ်လို့မြင်ကြောင်းရှမ်းမြောက်စစ်ရေးလေလာသူကအသုံးသတ်ထားပါတယ်အခုလို TNL တဖွဲ့တွေကပဲခုခံနေမယ်ဆိုရင်တော့ TNL တဖွဲ့အတွက်ပဲမဟုတ်ဘူးဂျန်နဲ့လက်နက်ကိုင်တဖွဲ့တွေတော်လိုင်းရေးတဖွဲ့တွေထိန်းချုပ်ထားတဲ့နေမျိုးတွေအားလုံးကအာနာရှင်စစ်ကောင်စီလက်ထဲပြန်ကျသွားနိုင်တယ်လို့သူကဆက်ပြောပါတယ်လူအခွင့်ရေးရှင်တွေဦးအောင်ထူထောင်ထားတဲ့ဥပဒေအထောက်အကူပြုကွန်ရက် Legal Aid Network က နောင်ချိုတောင်းခန့်ကြပြီးတဲ့နောက်မှာ TNL တင်ကန်းစာယူတင်လာတွေကိုအကြံပြုခဲ့ပါတယ်။စစ်ကောင်စီတပ်ကတာလွန်အင်အားတောင်မကလက်နက်စွမ်းအားတွေကိုအစွမ်းကုန်မြင့်တင်အသုံးပြုလာတာအပြင်တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ PDF တွေရဲ့အင်တိုက်အားတိုက်လက်တွဲတိုက်ပွဲဝင်မှုကြာဆင်းသွားတာထို့စစ်ဆင်တက်ခိုက်သိမ်းပရရှိခဲ့တဲ့နေမြေမျိုးရွာတွေကို TNL တဖွဲ့တွေကပဲကိုပိုင်တဲ့နေမြေမျိုးတတ်မှတ်ပြီးအုပ်ချုပ်ရေးချမှတ်တာနဲ့ရေရှည်ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာ ေသခံလူတို့ရဲ့အထောက်ခံမှုတတိယရောက်မရတာတွေကြောင့်ဖြစ်တယ်လို့ဥပဒေထောက်ကူပြုကွန်ရက်ကသုံးသပ်ထားပါတယ်။ဒေသခံပြည်သူတွေအင်အားစုတွေကိုအတိအမှတ်ပြုပြီးပူပေါင်းပေါင်းဝဲလာအောင်ဆောင်ရွက်ဖို့ DNL နဲ့အတူသက်စွန့်ကြိုးပမ်းပေါင်းဝဲတိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်တွေကိုမှတ်တမ်းတင်တာကွန်ပျူတာတွေပြုလုပ်တင်တယ်လို့လည်းဖော်ပြထားပါတယ်။ DNL ဟာဥပဒေစိုးမိုးရေးအခြေခံကနေနိုင်ငံရေးလမ်းကြောင်းကို အခြားနိုင်ငံရေးအင်အားစုကြီးတွေခုခံစစ်ဆင်အဖွဲ့အစည်းတွေ ဒေါ်လာရေးအင်အားစုတွေလူမှုအသင်းအဖွဲ့ CSO တွေနဲ့အတူလက်တွဲပြီးတပြိုင်တည်းရှောက်လန်းတင်တယ်လို့အကြံပြုထားပါတယ်။ TNL အနေနဲ့အရှမ်းမြောက်ကကြောင်မဲနဲ့နောင်ချိုမြို့ကနေဆုတ်ခွာလိုက်ရတဲ့ပေါ်သင်ကန်းစာတွေရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့လူရည်ဦးကလည်းပြောပါတယ်။သင်ကန်းစာကတော့အများကြီးရပါတယ်။အများကြီးဆိုတော့တိုက်ပွဲနဲ့တချို့ဟာတွေကအားလုံးလဲသူ့ထင်မြင်ယူဆချက်နဲ့ရေးတာမျိုးတွေရှိတယ်။တချို့ကလည်းစာရီပေးပို့ပြီးတော့မှ ရေးသားတာမျိုးတွေရှိပါတယ်။ကျမတို့ဘက်ကလည်းသင်္ကန်းစာတွေကတော့ရယူပြီးတော့မှလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးတော့မှဆောင်ရွက်သွားဖို့ရှိပါတယ်လို့လူရဲဦးကပြောပါတယ်။စစ်ကောင်စီရဲ့ထုတ်စစ်ကိုပြန်လည်ခုခံတိုက်ခိုက်နိုင်ဖို့မဟာမိတ်အတွက်ကိုတကားဖွင့်ထားတယ်ဆိုတဲ့တရားနယ်လေးပြောကြားချက်ကိုတွေ့ရတာကအင်မတန်မှအပြုသဘောဆောင်တဲ့လက္ခဏာလို့ရှုမြင်တယ်ဆိုပြီးရမ်းမြောက်အရေးလေးလာသူကပြောပါတယ်ဒါပေမဲ့မျိုးရီဇက်တိုက်လက်လွတ်ပေးရတဲ့အပေါ်မှာ တီယန်နယ်လေးကိုတရရရှိနေတဲ့ပြည်သူတွေလည်းရှိနေပါတယ်။တီယန်နယ်လေးအနေနဲ့တော်လန်ရေးတက်တွေမဟာမိတ်တွေကိုလည်းရှမ်းမြောက်မှာစစ်တပ်ကိုအတူအခုခံတော်လန်ဖို့ဖိတ်ခေါ်ကြောင်းတကားဖွင့်ထားကြောင်းတီယန်နယ်လေးပြောရေးဆိုခွင့်ရှိသူက People's Wing ကိုပြောပါတယ်။ရှမ်းမြောက်အရေးလေ့လာသူတဦးကတီယန်နယ်လေးရဲ့အစ်စ်ရေးရှုံးနိုင်နေမှုကိစ္စရပ်တွေဟာတီယန်နယ်လေးအပေါ်မှာပဲထိခိုက်နေနေတာမဟုတ်ပါဘူး။တကယ်လို့များတီဘောနမ်တူမန်တုံတို့မှာစစ်ကောင်စီကနေဆက်လက်ပြီးတော့မှ လေချောင်းအပါဝင်ပေါ့ drone လက်နက်တွေလက်နက်ကြီးတွေနဲ့ဆက်လက်ပြီးတော့မှထုတ်ဆစ်ဆင်လာမယ်ဆိုရင်တော့ Gogan KIA တို့ထိန်းချုပ်ထားတဲ့ကုတ်ခိုင်နက်ဖက်ကနမ်ခမ်းပမ်ဆိုင်မွန်ဂိုတကြောလုံးစစ်ရေးအရာတော့အစိုးရင်ဖွဲ့ရှိတယ်လို့သတိပေးပါတယ်လက်တလုံးစစ်တပ်ဟာမန္တလေးတန်းနစ်ကမိုးကုတ်မြို့ဘက်ကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတယ်လို့ကြောက်မဲကိုပြန်ရပြီးတော့တီဘောမြို့နဲ့နမ်ဆန်မြို့ကိုလည်းမကြာခဏဘုံကျဲနေပါတယ်စစ်တပ်ဝါရဖြန့် Telegram တွေကလည်းတီဘောမြို့နဲ့မိုးကုတ်မြို့ကိုဆက်သိမ်းမယ်လို့ဝါရဖြန့်နေကြပါတယ် ဒါပေမဲ့စစ်တပ်ကကြောင်မဲမျိုးကိုမြို့ပေါ်ကိုပဲတိမ့်နိုင်သေးတာဖြစ်ပါတယ်။ကြောင်မဲနဲ့နမ်ဆန်မျိုးအထွက်ကခမာယ906ခမာယ909နဲ့စကခတက်တို့ကတော့ DNL ကထင်းချုပ်ထားဆဲဖြစ်ပါတယ်။စစ်ရေးမှာကိုကအရေးတာတဲ့အချိန်ရှိတယ်လို့ကိုအရေးနေတဲ့အချိန်လည်းရှိပါတယ်။ရင်ဆင်မှုအကောင်းတဲ့သူကစစ်ရေးမှာအနိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့် DNL အနေနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်တာအားနည်းချက်အားသာချက်တွေကိုသင်ခန်းစာရယူပြီးပြင်ဆင်သွားဖို့ရှိတယ်လို့ DNL ကပြောပါတယ်။ နောက်တစ်ခါဆိုတော့အပြောင်းလဲတွေဖြစ်လာနိုင်ပါတယ်လို့ TNL ပြောခွင့်ရသူကဆိုလိုက်ပါတယ်ရှင်။ People's Wing ရဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုအပတ်စဉ်တနင်္ဂနွေနေ့မနက်၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။